ဲလားပါဗျအဲကျွန်တော်ဒီနေ့ပြောပြမယ့်တင်ကတော့ဒီနေ့25ရက်နေ့အညနေလောက်ပါပေါ့နော်တိုကျိုမှာရှိတဲ့ရထားထဲမှာဓာတ်ကင်ပြီးတော့ဒါတောင်းချမ်းတဲ့ဖြစ်စဉ်တစ်ခုဖြစ်ခဲ့တယ်လို့တင်တွေ့ရတယ်ပေါ့နော်အဲ့တော့ဒီတင်လေးကိုကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ်နောက်ပြီးတော့ဒါတိုကျိုမှာရောက်နေတဲ့မြန်မာတွေလည်းဒီတင်ကိုသတိထားနိုင်ဖို့အတွက်အဲတင်လေးရဲ့ဖြစ်စဉ်လေးကိုပြောပြသွင်းပေးပါမယ်နော်အဲ့တော့တင်ကိုကြည့်တော့တင်ကဒါတိုကျိုမက်ထရို နမ်ဘိုခုလိုင်းမှာဖြစ်သွားတာပေါ့နော်အဲ့နမ်ဘိုခုလိုင်းမှာရှိတယ်လေစထားထဲမှာတဲ့ဒီတသားသားကိုပွေရန်နေပေါ့နော်တကယ်ထားတော့မဟုတ်ဘူးတဲ့ဗျတသားသားပေါ့နော်တသားသားကိုပွေရန်နေတဲ့ဒီအမျိုးသားတယောက်ကိုလက်ရဖန်ဆီးမိသွားတယ်လို့တွေ့ရတယ်အဲ့တော့ဒီနေ့25ရက်နေ့ညနေ3:00နာရီမိနစ်20လောက်မှာပေါ့ဗျာဒီတိုချိုမက်ထရိုရဲ့နမ်ဘိုခုလိုင်းခိုရာခုအမ်ဘူတာပေါ့နော်အဲ့အဲ့ဒီဘူတာမှာရှိတဲ့ဒါစထားဝင်တဲ့ကနေသူတို့ရဲ့နမ်ဘိုခုလိုင်းက စတားထဲမှာပေါ့နော်အဲအမျိုးသားတစ်ယောက်ကလည်းတစ်သားသားကိုဒါကိုက်ဆောက်လာပြီးတော့နော်ဇထားစီးတဲ့ခီးတဲ့ကိုပိုက်ခိုက်တယ်ဆိုတဲ့ဘောကလည်းဝေရမ်းနေရပေါ့နော်အဲ့ဒါကို तू က130ကိုအတိပေးလာတယ်ပေါ့နော်ဇထားဝင်တန်းကလည်းအဲ့လိုမျိုးဒီဇထားထဲမှာပေါ့နော်တစ်သားသားကိုကိုက်ပြီးဝေရမ်းနေရတဲ့အတွက်ကြောင့်ဒါဗီဒီယိုကြီးလည်းတက်လာပြီပေါ့နော်ဒီမှာပါလိုက်ပါစီးနေလာတယ်ဇထားစီးခီးသွားတယ်ဒါ online နေပေါ့တင်တဲ့အခါမှာဇထားရှက်သွားတဲ့အခါမှာခီးတယ်ကြီးအများကြီးပေါ့နော်ဇထားတွေကထွက်ပြေးကြတယ်ပေါ့နော်ထွက်ပြေးကြတယ်တော်တော်များပါတယ်အမ ။အိုးတော့တောင်းနေဖြစ်သွားတယ်ပေါ့နော်။တော်သေးတာတော့တကယ်ဒါမဟုတ်တာပဲတော်သေးတာပေါ့။အဲ့တော့ဈေးတက်ခွက်ကဘာပြောလဲဆိုတော့ဒီတောင်းရမ်းတဲ့កောင်ကအသက်40လောက်ရှိတဲ့အမျိုးသားပေါ့နော်။သူကသွားနေတဲ့ယထာပေါ့နော်။ယထာရက်ထားတာမဟုတ်သေးဘူးနော်။ဘုရားမှာစိုက်ထားအချိန်မှာဖြစ်တာမဟုတ်သွားနေတဲ့အချိန်မှာဖြစ်တာ။သူကင်ဆောင်လာတဲ့တသားတာကဒါအရှိကတော့1မီတာရှိရလို့ပြောတယ်။အဲ့သူကယထာထဲမှာအိုက်ထားကိုကင်ဆောင်လာပြီနော်။တသားထားကိုကင်ပြီးတော့ဒါဟိုရမ်းပြီးတော့ယထာထဲမှာတောင်းရမ်းနေပေါ့ဗျာ။မိုးယူးနေတာတော့မသိဘူးပေါ့နော်။အဲ့တော့ ယထာကိုဒီဘူတာမှာရှက်လိုက်တယ်ရှက်ပြီးတော့ခီးတယ်ကြီးရတာဘေးကင်းရအောင်ပေါ့နော်အဲထွက်ပြီးတိန်းဆောင်ရတယ်ဒီတောင်းရက်နေအကောင်တော့ယထာဝန်ထမ်းတွေကဒါထိမ့်သိမ်းနိုင်ခဲ့တယ်ပေါ့နော်အဲ့နောက်မှာတော့သူ့ကိုဒါဒါပြောရင်တော့အကျန်းဖက်တယ်ပေါ့ဗျာအကျန်းဖက်တဲ့ဒီဥပဒေနဲ့ပဲဒီကောင်ကိုလက်ရှိမှာတော့ဖမ်းဆီးချုပ်နှောင်ထားတယ်ပေါ့အဲ့တော့ဒီယထာထဲမှာတိုက်ပါစီနေလာတဲ့ခီးသွားပြည်သူတွေကတော့တယောက်မှဒါတရားမရရှိခဲ့ဘူးပေါ့နော်ဒါကတော့တော်သေးတာကတော့ဒီလူက ဲတစ်သားသားဖြစ်သွားလို့ပေါ့နော်တစ်သားသားဖြစ်သွားလို့ပေါ့တကယ်ဒါသာဆိုရင်မလွယ်ဘူးเนาะအဲဂျပန်မှာဒါကြီးလည်းခဏခဏကြားပုံမှာတကယ်ဒါနဲ့လည်းလုံတယ်เนาะတကယ်ဒါနဲ့လည်းဖြစ်လို့ပြစ်မှုတွေတော်တော်များများဖြစ်ခဲ့လို့เนาะဟိုအော်တော့တောင်းနေနေလေဖြစ်ခဲ့တယ်ဒီတစ်ခါတော့တော်သေးတာကတစ်သားသားလေးနဲ့ပေါ့ပေါ့နော်အဲ့တော့ဒီနေရာမှာသတိထားရဖို့အဲအသွားလာကြည့်စားကြဖို့ဒါဂျပန်ကနည်းနည်းကောက်သီးတွေပေါ့ဗျာကောက်သီးတွေပေါ့နော်ကောက်သီးတွေကိုသတိထားရှောင်ရင်ကြဖို့ပေါ့နော်အဲတွားပြီးတော့အရေးဆုံးမလုပ်ကြဘူးပေါ့ဗျာအဲကိုယ်ကိုထိရယ်ဆိုတော့အဲတုတ်ပြန်သိရင်တော့တုတ်ပြန် မဟုတ်ရင်တော့ရှောင်လိုက်တာကောင်းတယ်ပေါ့နော်ဒီလိုအယူတွေနဲ့တော့အဲအသက်ဆုံးပါရတဲ့အထိတော့အဖြစ်မခံကြဘူးအကြံပေးလိုက်ပါတယ်ဟုတ်ကဲ့ဒီတဲ့ရင်လေးကိုအဲမတိသေးတဲ့သူတွေလို့ပေါ့နော်တတိထားနိုင်ဖို့အတွက်တင်ဆက်ပေးလိုက်ပါတယ်ကျေးဇူးတင်ပါတယ်